နေ့သာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တနင်္ဂနွေသာသမီများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်။တနေ့ခုနေ့သာဒီများအတွက်ဒီနေ့မှာအလုတ်ကိုအရှိန်အဟုန်နဲ့တိုးချဲ့သင်းတဲ့နေမျိုးဖြစ်ပါတယ်။အတိုက်အခံမှန်သမျှအနိုင်ရနိုင်တော်လဲကိုယ့်ရဲ့မိတ်ဆွေအရင်းနေအနီးကပ်လူရင်းနေလူရင်းလူယိုအနီးကပ်အနီးနာက လူတွေကမိမိကိုဒုက္ခပေးတာမျိုးတွေတော့ဒီနေ့အတွက်ခံရတတ်တယ်။အိမ်နှင်းမှလည်းတဦးနဲ့တဦးကမဖြစ်စလငွေကြေးလေးတွေကိုအကြောင်းပြုပြီးတော့စကားများရတာပြဿနာကတ္တာမျိုးတွေဖြစ်တတ်တယ်။အချင်းရင်းမှလည်းဒီနေ့အတွက်ကြားလေသွေးလိုဝေးနေရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့ လေးနဲ့ကိုဖြစ်ပြီးတော့အချိုးပြီးတဲ့အရောင်မှာအနက်ရောင်နဲ့မရမ်းရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအရှိဖျားမှာရှောက်သီးသုံးကလူပေးရမှာဖြစ်ပါတယ်ရှင်။ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော်စတန်ဖြစ်ပါရဲ့တနင်္လာသာသမီများအတွက်ဒီနေ့မှာအလုတ်ထဲမှာဝေခွဲရခတ်တာဆုံဖျားခတ်တာရှီတူရခတ်တာ နောက်ဆိုးရခတ်တာထိုင်ရခတ်ထားရခတ်ဒီနေ့အတွက်ဖြစ်တတ်တယ်ကိုကို အထင်လွဲခံရတာ အဆွဆွဲခံရတာမျိုးတွေလည်းဒီနေ့မှကြုံတွေ့ရတတ်တယ်တတိထားနော်ရွှေလဝိယရနာပစ္စည်းတွေကဒီနေ့မှ ထွက်တာတို့ပျောက်တာတို့ပျက်စီးတာတို့ရောင်းချရတာတို့ဒီနေ့တွက်ဖြစ်တဲ့တဲ့အထက်လူကြီးအကြီးအကဲတွေစီကနေပြီးတော့မိမိတို့ကအကူအညီမတောင်းမဲနဲ့ကိုယ့်ကို အထောက်ပံ့ကောင်းအကူအညီကောင်းတွေဒီနေ့တွက်ရရှိတတ်တဲ့ကျမ်းမာရေးအနေနဲ့ဘိုက်နာတဲ့ဘိုက်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအမှလည်းတတရရရှိတယ်เนาะအကျိုးပေးတဲ့ကနန်းကတော့ ငားနဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့ရောင်မှာရွှေဝါရောင်နဲ့ညိုရောင်ပဲဖြစ်ပါတယ်။ရေရယာအနေနဲ့မိမိအိမ်ရှိဖျားမှာပူတင်ပေါင်ဖို့ငားကူကလူပေးရမှာဖြစ်ပါတယ်။ခொနည်းရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိထသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်အောက်တိုဘာလ28ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာကောင်းတဲ့အပြောင်းအလဲတွေကညမာ ပြောင်းတဲ့ကောင်းပြောင်းလဲတွေကြုံရတတ်တဲ့အလုံးအကင်အခွင့်အလမ်းကောင်းတွေကဒီနေ့အတွက်ထင်မှတ်မထားလောက်အောင်ကိုတအားကောင်းတတ်တယ်ဝါယာ short တွေဖြစ်တတ်တယ်နော်မီးနဲ့ပတ်သက်တာဆက်ရန်တရားရင်ရင်ပစ္စည်းနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကိုဒီနေ့တော့အထူးသတိထားပြီးဆောင်ရွက်တော့အန်ဒီရဲ့ဖြစ်တဲ့တဲ့ချစ်သူကမိမိကို အထင်လွဲအဆွဆွဲလေဒီနေ့မှကြုံရတဲ့တဲ့အချိုးပေးတဲ့တဏ္ဍကတော့6နဲ့3ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာချက်သွေးအောင်နဲ့အနီးရင်းရင်းအရောင်ပဲဖြစ်ပါတယ်ရေရယာအနေနဲ့မိမိအရှိဖျားမှာရှင်အေးကလူပေးရမှာဖြစ်ပါလေရှင် ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ဗုဒ္ဓဘူသားသမီးများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်ဗုဒ္ဓဘူသားသမီးများအတွက်ဒီနေ့မှာ သားသမီးအောက်လက်နေသားတဦးအတွက်တယောက်အတွက်ကိုဒီနေ့မှာတော်တော်လေးကိုစိတ်ရှုပ်ရတာစိတ်ငြိရတာစိတ်တော်ကတွေတော်တော်ကြုံရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသွားရင် အလုံးနေရာတိုင်ငင်းနဲ့ပတ်သက်ပြီးသွားရင်လည်းကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ဒီနေ့မှာကြုံရတတ်တယ်အချစ်ရေးမှလည်းဒီနေ့မှာဝေးလေကောင်းလေဖြစ်နေတတ်တယ်ကျမ်းမာရေးအနေနဲ့တည်ထားနော် မတော်တဆခြေရောက်ဒီဘာဒီမှာတိကဒံရရတတ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာအပြာရောင်နဲ့အနက်နက်ပြာရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအရှိဘုရားမှာပဲကိ၃ခုကလူပေးရမှာဖြစ်ပါတယ်ရှင်ကိုနီယာသံမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဖော်ပြချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဖော်ပြချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့ဇာတာပရိသသမီးများအတွက်တနေ့တာဟောဇရန်ဖြစ်ပါတယ်ဇာတာပရိသသမီးများအတွက်ဒီနေ့မှာစိတ်ညစ်เสียဆိတ်ရှုပ်เสียဆိုရင်လည်းနှစ်ခါနှစ်ချိန်ကြုံရတတ်တဲ့ ပေးစရာရှိလဲနှစ်ခါပေးရမယ်ရစရာရှိလဲနှစ်ခါရမယ်နော်ဘယ်လို့ပဲလို့လို့ဒီနေ့မှာအရှင်မပြေမှုတွေကတောက်လျှောက်ဆိုလိုဂျူလီယာတက်တဲ့ဒီနေ့အတွက်အနက်ရောင်ကိုတော့လုံးဝလုံးဝအသုံးမပြုနဲ့နော်ယနေ့အတွက်ဒီနေ့အတွက်ကျမရေးဖို့တော့အထူးပြုဆိုင်ပါချစ်သူစီမလည်းလက်ဆောင်ရတတ်တဲ့ကျမရေးအနေနဲ့တွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တာဒီဒုက္ခဖြစ်တဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအပြာရောင်နဲ့ရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအရှိဖျားမှာပန်းသီးသုံးလုံးကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ဝင်မပါစေ။ 2025ခုနှစ်အောက်တိုဘာလ28ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေ၊ရန်လိုတဲ့သူတွေ၊ရန်လုချင်တဲ့သူတွေ၊နှောက်ရက်ချင်တဲ့သူများနဲ့ဒီနေ့အတွက်ဆုံတွေ့ရတဲ့နေရင်ထိုင်ရင်လေကိုကစိတ်အလိုမကျဖြစ်နေတာ ပြောမဆုံမာတာလေဆုံးဖြတ်ချက်အမားတွေသူများတွေနဲ့အများတွေနဲ့ကိုကတယောက်တိန်လုံးနဲ့တယောက်အများနဲ့တယောက်ဆိုလို့ဒီနေ့အတွက်စန့်ကျင်ဘက်တွေမြင်နေတာစန့်ကျင်ဘက်တွေတွေးနေတာမျိုးတွေဖြစ်တတ်တယ်။ကျမ်းမာရေးအနေနဲ့လည်းသတိထားနော်။ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်တယ်။အချိုးပေးတဲ့တဏ္ဍာကတော့တင့်နဲ့နှစ်ဖြစ်ပြီးတော့ကံကောင်းတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအရှိဖျားမှာကော်ဖီနှစ်ခွက် ကတ်လူပေးရမှာဖြစ်ပါရဲ့ရှင်။ခொနရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်အောက်တိုဘာလ28ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစရံဖြစ်ပါတယ်စနေသားသမီးများအတွက် ဒီနေ့မှာငွေကန်ရွှေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်မိတ်ဆွေအရင်နေ့ဆရာသမားအရင်တွင်နဲ့ ပတ်သက်ပြီးတော့ ਨੇ ဒီနေ့မှာစိတ်ကြီးရတာစိတ်ရှုပ်ရတာစိတ်တော့ကတွေကြုံရပြီးတော့မိတ်ဆွေဆရာသမားတွေရဲ့ပြဿနာတွေမှာကိုကပဲလို့ကြာစာညက်တာမျိုးတွေဖြစ်တတ်တယ်ချစ်သူစီကနေပြီးတော့လေတရင်ကောင်းချာရတတ်တယ်ရှင်မျိုးသားချင်းအောက်လက်နေသားများ ਨੇ ပတ်သက်ပြီးတော့ရင်မင်္ဂလာတရင်ကြီးချာရတတ်တယ်ကျမ်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့ နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအဖြူရောင်ပဲဖြစ်ပါတယ်။ရေရရာအနေနဲ့မိမိအရှိဖျားမှာမူရင်းကကတ်လူပေးရမှာဖြစ်ပါတယ်။